ဂါဇာကမ်းမော်ဒီရာစီပါလက်စတိုင်းသားများသည်နေပြည်တော်တွင်ဟာမတ်အဖွဲ့အားရှာရှာပပဆန္ဒပြမှုမှပြုလုပ်ခဲ့ကြသည်ဘေလာဟီယာဂျဘာလီယာဘေဟန်နိုနီကန်ယူနစ်အပေါ်ဝင်းစပွဲဒန်ပြင်းထန်စွာခံခဲ့ရသောယာနေချီတို့လူများစုဝေးခဲ့ကြသည်ဆန္ဒပြသူများသည်စစ်ပွဲကိုဆုံးသတ်ရန်တောင်းဆိုပြီးဟာမတ်ထွက်သွားဆိုသောကြိုးစားသူများဟာမတ်အကြံဖက်များဟုကြွေးကြော်ခဲ့ကြသည်မလ၁၈ရက်နေ့တွင်နလကြအပြစ်ခံရစေပြတ်သွားပြီးနောက်ဆန္ဒပြပွဲများဆက်တင်ခဲ့သည် ဒိုချင်မဆာပြီးအစ္စရေးဒီပြင်းထန်သောလေကြောင်းနှင့်မြေပြင်တိုက်ခိုက်မှုများကိုပြန်လည်စတင်ခဲ့သည်အစ္စရေးက၎င်း၏ယမန်ချက်မှာဟာမိုင်းစစ်အင်အားကိုဖျက်ဆီးရန်နှင့်ဒဇခံမြောက်ခဲ့တဲ့ရန်ဖြစ်သည်ပြည်ပကအတွင်းပါလက်စတိုင်း9000ကျော်တိစုံခဲ့ကြောင်းဟာမတ်စ်ဂျမိုင်းထနာကထုတ်ပြန်ခဲ့သည်ဂါဇာကမ်းမြောက်ဒေသရှိပါလက်စတိုင်းသားများသည်ဟာမတ်စ်အဖွဲ့အားဆက်ဆက်ပပဆန့်ကျင်စနပ်ပြမှုများပြုလုပ်ခဲ့ကြပြီးနယ်မြေကိုနှိပ်ပေါင်းများစွာထိ ंछ ထားသောအဖွဲ့ကိုလူထုကဒေါ်လာတကြီးပြတ်တက်ခဲ့ကြသည်အင်ကန်နေတို့ရာနေချီတို့လူများသည်ပြင်းထန်စွာပျက်စီးနေသည့်ဘေလာဟီယာမြို့တွင် စစ်ပွဲရရင်နဲ့၎င်းတို့တာသမီတွေများဇင်မပေါ်ဟူသောဆိုင်းဘုံများကိုကန်ဆောင်စုဝေးခဲ့ကြသည်ဂါဇာမြို့တော်တွင်ဆန္ဒပြသူများသည်ထွက်တော်ထွက်တော်ထွက်တော်ဟာမတ်ထွက်တော်ဟုကြိုးကြော်ကပရုနေနဲ့ဆက်လက်ဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်အစမပြကျဘုံကျဲမှုတပြမှုအိုအင်းဆုံးခွာထပ်ပြမှုများအတွက်ငင်းငင်းွေတယ်လို့လူတော်များကပြောနေကြပါတယ်ဆန္ဒပြသူဟမန်ဟန်ဆန်ကဆန္ဒပြပွဲမှာဒီဒါဒရာစင်နဲ့ရမယ်စတင်ခဲ့တော့လေလူ2000ကျော်လင်းမြန်စွာတိုးတက်လာသည်ဟုဆိုသည် ်အစ္စရေးကိုမတားဆီးနိုင်တော့လဲ၎င်းတို့ဒီဟာမတ်စ်ကိုတွန်းအားပေးနိုင်ရန်ပြအပိနိုင်ဒီဟုလူများခန်းစားချက်အကြောင်း၎င်းကပြောကြခဲ့သည်ဟာမတ်စ်ရခင်ကဆန္ဒပြပွဲများကိုနိုင်နင်းခဲ့ပြီးအများပြားကလက်စားချင်းမျိုးကိုဆွေးခဲ့ကြသည်ဆန္ဒပြသူအချို့ကဟာမတ်စ်အစ္စရေးပါလက်စတိုင်းအနာပိုင်နေနိုင်ငံတကာပြန်ပြေသူများသည်ဂါဇာကေရောင်ဒေသအတွင်းဒုက္ခရောက်နေသည့်အတွက်ဘက်ပေါင်းစုကိုအပြစ်တင်ဝေဖန်ခဲ့ကြသည်ဆန္ဒပြပွဲကို ပြိုခွင်းဖို့ဟမတ်ကမြန်မာဖုန်းဆိုတနတ်သမားတွေကိုစီလို့ခဲ့ပါတယ်။ဂျင်းကဲတော့ကျွန်တော်ပြပွဲများဆက်လက်ပြပွားနေပြီးစီလျာတော့စီပွဲများနဲ့ဇိုးဝါတော့အချိန်များကြောင့်ဂါဇာဒေသအများပြားကြီးစိတ်ပြတ်မှုကိုပြသနေသည်။ကမ္ဘာကဒီအဖြစ်ပြက်ကိုအနီးကဆောက်ကြည့်နေပါသည်။ပါလက်စတိုင်းအနာပိုင်မှဒီစနပ်ပြတ်မှုကိုထောက်ခံပြီးဟမတ်များကိုဝေဖန်ခဲ့သည်။ဒီချိန်တည်းတွင်အီဂျစ်ဒီဟမတ်ကလက်ခံထားသည့်ငြိမ်းချမ်းရေးသဘောတူညီချက်ကိုအဆိုပြုခဲ့တော့လဲအစ္စရေးကမပေးလက်မခံပေ။ ဤစာနာပြပေါ်များ၏ဉာဏ်ဉာဏ်ရည်နှင့်ပြည်ပကဆုံးတရေကိုလိုလားသောအရာသားများအကြာတော်သားကြီးထွားလာမှုကိုမိမောင်းထုတ်ပြနေပါသည်။